ဆရာကူလည်းလိုက်ကောင်ကောင်းကြီးစားတာကိုခံနေရပြီးအချိုကုံသွားတဲ့ပီကက်တစ်ခုကိုထွေးထုတ်တာကိုခံစားလိုက်ရပါတယ်။ဒါပေမဲ့အမတ်သားတွေကတော့ကြံမွန်သွားပဲပူဆိုးလာနေပြီ။အကြောင်းကတော့ဆရာကူကိုလိုက်ကောင်ကတားကောင်းတစ်ကောင်လုံးမတတ်မှတ်တော့ပဲ။ကိုရင်တန်းမဲ့ရန်လိုလိုတတ်မှတ်နိုင်လို့ဖြစ်ပါတယ်။အမတ်သားကိုဖြောက်ချင်းရင်လိုက်ကောင်ကိုအစ်စ်ကိုတတ်မှတ်ရမှဖြစ်လို့ဆရာကူကဒေါသထွက်နေပါတယ်။ချွန်ကြီးအနေနဲ့အရင်လိုမဟုတ်ပဲအာမာနေတော့ဝေးလို့ရမှဖြစ်ပေမဲ့အချိန်တစ်ခုကြာရင်ထူအာမာရရဲ့တယောက်သွားမှဖြစ်လို့ဆရာကူလည်းလိုက်ကောင်ကောင်းကြီးကိုပြဿနာရှာနေပါတယ်။လိုက်ကောင်ကောင်းကြီးကတော့ဆရာကူကိုကြုံရပြီးရထွက်သွားပါတယ်။ အမတ်သားနဲ့ကြောင့်စိတ်တကြနေတဲ့ဆန်ရာကူကိုအာခိစုတို့ကလည်းအားပေးနေပြီရီစီယာနဲ့သူရှိမှပေါ်လာနေတဲ့ယူနီစီယာရောအိတ်ဆိုတော့ဘာကြီးလဲလို့မေးပါတယ်ဆန်ရာကူလည်းဒါယူနီမွန်စတာနဲ့ပတ်သက်တဲ့လေးဝဲဇလန်သွားဖြစ်တဲ့အကြောင်းရှင်းပြနေပြီအရင်လိုတယောက်တဲ့ယူနီစီနာရီယိုတွေကိုသိပိတ်မထားတော့ပဲအတူညှောက်ဝေဖို့ဆုံးဖြတ်လိုက်ပါတယ်လိုင်ကာကိုအမတ်သားရှိတဲ့ဆန်ရာကူကလည်းလိုင်ကာကိုအနီးနားမှာရှိနေရင်လမ်းပြပေးမယ်မိရင်တစ်ခုကိုရလိုက်ပါတယ်အဲ့လိုနဲ့ဆန်ရာကူတို့ပါလီရဲ့လိုင်ကာကိုစစ်ကိုညည်တီနဲ့ကောင်းငင်မှမချလိုက်ရှာတော့မှဖြစ်ပါတယ် ဆရာကူလည်းဒီနေရာကိုလာတဲ့ရည်ရွယ်ချက်ဖြစ်တဲ့အေရီယာပို့ကိုတိုက်ခိုက်ဖို့တတိယသွားပြီအာကီဆူဆူကလည်းအေရီယာပို့ကိုကူတက်ပေးချင်နေတဲ့အကြောင်းလက်ခံလိုက်ပါတယ်လိုင်လာပါရန်ရဲ့အေရီယာပို့ကကိုတျောင်းနိုင်တဲ့အခြေဝင်နေရှိတဲ့ Viper တကောင်ဖြစ်ပြီးဖိုက်ပွဲဆရာနဲ့ Liberal နေပါတိုက်ခိုက်တဲ့အကြောင်းကို VCR ရှင်းပြနေပါတယ်ဒါအပြင်အေရီယာပို့ကလန်နက်တီကိုပါခိုးသွားနိုင်တဲ့အကြောင်းကိုတွေ့ရနေပြီဒီဘက်ဖန်ကဆရာကူလို့ရှိမှပေါ်လာတာကြောင့်အေရီယာပို့ကတိုက်ရတော့မှဖြစ်ပါတယ်အလုံးနဲ့မိုးတောင်းချိန်ရောက်မှအေရီယာပို့ကိုနိုင်ရသွားပြီအီမူကတော့အကြောင်းတစ်ခုကြောင့်အေဒီယွန်နေပါတယ် ဒေါ်လာနဲ့အိမ်မှုကိုဆရာခူးတယ်ပါဘလောက်တက်တိရှိကြောင်ဘလို့ဒီအနေအများတွေကိုလောက်ခဲ့ကြောင်ပြောနေပေမဲ့အိမ်မှုကတော့ကိုရိုင်းဘာလောက်ခဲ့လဲဆိုတော့မှတ်မိပါဘူးရုရှားနဲ့အာမာကာတိုရဲ့ဆိုဂျိုဖြစ်တဲ့စတက်ဖေတဝဲကျော်လောက်ထိကျော်သွားတာကြောင့်ဘောပတ်တင်မှာဘာမှမတကူနိုင်ခဲ့ပါဘူးအဲ့လိုနဲ့ဆရာခူးတို့ကကိုရိုင်းဘာလောက်ခဲ့လဲဆိုတော့မသိတဲ့အိမ်မှုကြောင်ပြောနေဖီဒီရှားကိုရောက်လာကြပါတယ်ညိုတဲ့ကိုရောက်တော့အာကိဆူကညနေဖုန်းကိုတက်လိုက်လို့ဆရာခူးလည်းအမှတ်သားတွေကိုဖုန်းဝေါ်လို့ထင်နေပါတယ်အမှန်တော့အာကိဆူကဝီယယ်လိုက်ကညနေပေါ်စံတိုင်းဂိမ်းထဲမှာတုံးထားမိလို့ညနေဖုန်းတက်ထားတာဖြစ်ပါတယ် ဆရာကူလည်းဒီနေ့လောက်ရမယ့်အစီအစဉ်လေးကိုဆွဲနေပြီးဘာဖြစ်စလို့ပြန်မှုအတွက်လူသွားနေတဲ့လမ်းကိုဝင်လိုက်ပါတယ်။အမှထိုးစနဲ့လူတက်ဦးကိုတွေ့ပြီးဆရာကူကိုခွန်အားနိုင်ယူသူလို့ပြောလို့လန့်နေပါတယ်။ဒီဘိုးတော်ကတော့ level 69ရှိတဲ့ပလီယာရှိမှပေါ်လာတဲ့ပြီးပလီယာတွေကိုတက်ဆိုင်တဲ့အလုပ်တွေကိုဖွင့်ပေးပြီးကောင်းကျိုးနေတဲ့ကိုစောတဲ့ rule အတွက်စကဲတက်တွေရဖို့လွယ်ကူပြီးစတိတက်တွေကိုလည်းညှင်ပေးပါတယ်။ဆိုဂျီကတော့တိထန်ခံအမှဖြစ်ပြီးထိုတိထန်ကဓာတ်သုံးရခက်ခဲတာတွေးကြည့်လို့မရတာစားတာတွေဖြစ်နေတယ်။ The Walker ကိုရထားတဲ့ VC ကတော့မှွန်နဲ့တိခင်ရရဲ့သူ့မှရှိရဲ့တိထန်ကနှစ်ဆတိုးသွားမှဖြစ်ပါတယ်။ ဆန္ဒကူလည်းစိုးကျတဲ့ကောင်းကျိုးကပုံများနေရာကြောင့်စံကျင်နေပြီဘိုးတော်ကဆန္ဒကူကိုတက်နေရာကိုခေါ်သားပါတယ်အထဲမှာတော့တာရော့ကက်တွေမျိုးစုံရှိနေပြီဆန္ဒကူကတကက်ကိုယူလိုက်ပြီဆန္ဒကူရသွားတဲ့ကက်ကတော့တပူးဖြစ်ပါတယ်အဒီယိုတရားဦးတို့တပူးကက်ကဆန္ဒကူရဲ့ကိုယ်ထဲကိုဝင်လာပြီတပူးကက်ရဲ့စွမ်းရည်ကတော့ဘာစကီတုံးတုံးခိုးတော့တော့ပဲစောင်းအောင်မထည့်လို့ဆန္ဒကူကတျော်နေပါတယ်အလုံးနဲ့အဖိုးကြီးလည်းတျောက်သွားပြီတပူးကက်ရဲ့စိုးကျကတော့တွေးထည့်လို့မရတာဖြစ်ပေမဲ့ဆန္ဒကူမှရှိတဲ့အပန်တိုရီယာလေးကိုသွားထည့်မယ်ဆိုရင်ရလာကြဆန္ဒကူနဲ့တော်တော်လေးကိုတစ်တော်နေပါတယ် ဆရာကူလည်း level 69ရဲ့နောက်မှာရှိတဲ့ ace down ratio မေးကြည့်နေပြီ။ ratio လဲထိုးရအောင် level 100တက်နင်းတဲ့ကောင်တွေကိုတတ်မှတ်ရတာဖြစ်တဲ့အကြောင်းပြန်ပြောနေပြီ။လိုဝဲတဲ့ပစ္စည်းတွေသာရှိရင် level 100တက်ကျော်နိုင်ပြီ။အထက်ပစ္စည်းတွေကို ace down ရထားတဲ့ ratio လဲလိုချင်နေပါတယ်။ ratio လဲဆရာကူကဂိမ်းစားဆောင်တာတလာရရှိသေးပြီမြင်မယ်။လာကာကူနဲ့ဝဲသားမိုးတော့နေနေနိုင်လို့အံ့ဩနေပြီ။တ냔လို့ဆရာကူနဲ့တူဂိမ်းစောနေရလို့ပြောနေပါတယ်။ဆရာကူကလည်း west net တွေးဖို့တက်ကြွနေပြီ။ဒါဖက်မှာ west core တိုင်းကလည်းစေယုတ်တေးကိုနေနေတာကြောင့်ဆရာကူနဲ့တွေးဖို့ဂိမ်းထဲကိုရောက်လာပါတယ်။ ဝေသားမုံဝတ်ပြီး၃ရက်ညောင်းနေမှာတော့ခန်ဆူတယောက်ကရေမွေးတကောက်ကိုတိုက်ခိုက်နေ level တင်နေပါတယ်ခန်ဆူကပရိုပီလီယာတယောက်ဖြစ်တာကြောင့်ရေမွေးတိုက်ခိုက်တာကိုအသာလေးရှောင်ပြီးရေမွေးကိုဝင်းညက်လက်သေးနဲ့ထိုးပြီးဆုံးသက်လိုက်ပါတယ်ရေမွေးကိုတက်လိုက်လို့ခန်ဆူတဲ့ level 53ကိုရောက်သွားပြီမြဲဒီ level ကဝေသားမုံနဲ့မတိုက်ခင်ရတဲ့တောင်ပုံနေနေပါတယ်ခန်ဆူ level နည်းနေရတဲ့အကြောင်းရင်းကဝေသားမုံနဲ့တိုက်ပွဲမှာစက္ကန့်30တိုင်း level ကျတဲ့ EV4 ကိုစားလိုက်မိလို့ပါ ်ခါဆိုရှန်ဂူရီလာကိုစောတဲ့အကြောင်းရင်းကတော့ဂလက်ဆီယာဟီးရိုးလို့ခေါ်တဲ့ပရိုပလီယာရဲ့တော့ကတော့တိုက်ပွဲတစ်ခုလို့တိကျတဲ့ဂိမ်းကြောင်းဖြစ်ပါတယ်။လက်ရှိနောက်ဆုံးထွက်မဲ့ဂလက်ဆီယာဟီးရိုးကရှန်ဂူရီလာရဲ့ဂိမ်းအကျင့်ကိုတုံးထားတာကြောင့်ခါဆိုကရှန်ဂူရီလာမှာလေးကျင့်စကေးတွေတက်လာအောင်စော့နေတာဖြစ်ပါတယ်။လက်ရှိမှာလေဗယ်တင်မှုအတွက်ရေမှုဖမ်းနေပြီးတကယ်လို့ဝေသားငုံနဲ့တိုက်ခိုက်ရမယ့်သူကဆန်နာကုမဘွယ်သူကဆိုရင်နိုင်ရမလားလို့တွေးနေပါတယ်။ကဆူလက်ငါးမိလို့ဆွဲလိုက်ပြီမယ်။ရေကန်နေရနဲ့ရှာပါချက်ပစုံတကောင်ပါလာပါတယ်။ ခန်းစိုးလက်ကြောက်ပတ်စိုးတိုက်ခိုက်တာတွေကိုရှောင်နေပြီဝိညာဉ်လက်သီးနဲ့သွားထိုးပေမဲ့ကြောက်ပတ်စိုးကမာလုံးနေလို့ဘာမှထစ်မသွားပါဘူးခန်းစိုးလက်ဆရာကူတယောက်ဘူးတဲ့ကြောက်ပတ်စိုးအကြောင်းကိုပြန်မဲ့ရသွားပြီကြောက်ပတ်စိုးကရှဲကြံပြီဆိုလိုနဲ့နိုင်အောင်ချဖို့ခက်ခဲမှန်းတည်သွားပါတယ်ပရိုပလီယာတိတဲ့ခန်းစိုးကလည်းဒီကောင်ကြီးကတော့နိုင်အောင်တိုက်ခိုက်နိုင်ဆရာကူတဲ့တာပြီလို့တယောနေပါတယ်ဒါဖန်မှလည်းစပိုက်ဒါလီလီပန်းနဲ့အေးစီရဲ့ကွင်းနဲ့ရောက်အုပ်ကူစီမှာပန်ဆယ်ကူကထီယောပန်းနှစ်ခုကိုထားနေပါတယ်သူအုပ်ကတော့ဆက်စုံနိုင်ရဲ့အုပ်ကိုဖြစ်ပြီးပန်ဆက်ကိုဂိမ်းဆိုးရတဲ့အကြောင်းရင်းကလည်းဝေသားမွန်ကြီးကိုနှိမ်နေခြင်းလို့ဖြစ်ပါတယ် လက်ရှိမှာသူရဲ့အိမ်မက်ကတည်သွားပြီချေလို့ဂိမ်းမဆော့ဖို့ဆုံးရထားပါမယ်။ဆဆုနာပြောတဲ့ဂင်ကပရဲ့အမှန်တရားကိုသိရဖို့ကသူရဲ့အိမ်မက်တဲ့ဖြစ်လာပါတယ်။ပယ်ဆယ်ကိုကဘိုင်းအက်ချူရဖွင့်ထားတဲ့လမ်းလက်ဆိုင်ထဲကိုကြောက်လာလို့အဆောင်ကပယ်ဆယ်ကိုဘာလာလောက်တာလဲလို့တွေးနေပါတယ်။အဆောင်လည်းပယ်ဆယ်ကိုကသူတို့နဲ့မမိတ်ဖွဲ့တိုင်းမှတည်သွားပြီ။လက်နဲ့တည်းရွေးနေတဲ့ပယ်ဆယ်ကိုစောင့်ကြည့်နေပါတယ်။ပယ်ဆယ်ကိုလည်းစိတ်ကြလက်နဲ့တည်းကိုရွေးပြီးခေါင်းဆောင်ကဆရာကုလက်ကကုနဲ့ပတ်သက်တဲ့ဇလန်တော့ရှာတွေ့သွားပြီးဒီလက်နဲ့တည်းကိုလက်ကားပေးခိုင်းတဲ့အကြောင်းပြောနေပါတယ်။ အရာအမယုံနဲ့အဆောင်ကခေါင်းဆောင်စီကိုဆက်တယ်ကိုလို့တော့ပန်းဆက်ကိုလည်းဒီလက်နဲ့တိကခေါင်းဆောင်အငယ်ဝဲခိုင်းလိုက်တာပါလို့ပြောနေပါတယ်။အဆောင်နဲ့သူတို့ရဲ့ခေါင်းဆောင်ကလက်ကခုံးနဲ့ပတ်သက်ရင်စေတောင်လက်မြင်တာကြောင့်လက်နဲ့တိကိုလက်ကားပေးလိုက်ပါတယ်။ပန်းဆက်ကိုလည်းအဆောင်ကိုကျင်းထည့်ပြီးလက်နဲ့တိကိုလက်ကားရလိုက်လို့ကျင်းနေတယ်ပြီ။ဝေသားမှုတဲ့တိုင်ပွဲမှာသူရခဲ့တဲ့ဆက်မျက်လေးရလေအနောက်ရက်ကိုသာပြရတဲ့အရာတစ်ခုဖြစ်နေပါတယ်။တခြားသူတွေအတွက်ဒီပြင်စီရမထူးကြမယ်။ပန်းဆက်ကိုတက်ကရောက်သူ့အိမ်မိတ်ကိုလမ်းပြနေတယ်လို့ခံစားရပါတယ်။ အဲဒီချိန်အဆောင်ကပန်ဆယ်ကိုဂျင်းနေတာပေါ့တည်သွားပြီချင်းလို့နောက်ကနေလိုက်ဖန်းနေလို့ပန်ဆယ်ကိုလည်းတည်နေရပါတယ်။ဆန်ဂွီလာဂိမ်းကိုထုတ်ခဲ့တော့ထရာတယောက်ထိတဲ့ဆာကီကလည်းလိုက်ကိုင်ကိုရိတ်နေနေခံလိုက်ရတဲ့ပတ်သက်ပြီးထိချုပ်ခန်းကိုတွားနေပါတယ်။ထိချုပ်ခန်းကိုညနာစကန်ဖက်ပြီးဝင်သွားပြီးနောက်ရံပွဲကိုတားဖို့အသေးပြင်ထားပေမဲ့အထက်ရနှစ်ယောက်ကညင်နေလို့တူတောင်အံ့ဩနေပါတယ်။ကောင်းမွှော်တော့တလားတော့ရှိနေတဲ့ယုံတဲ့သူဟာစုခွေရုပ်ဖြစ်ပြီးဆန်ဂွေလာကိုထုတ်တဲ့ကုမ္ပဏီရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ဇာဂါကုန်းရဲ့ရိတ်ကိုချိန်မုတ်ခံလိုက်ရပေမဲ့စုခွေရုပ်ကစိတ်ရင်းနေလို့ထူးဆန်းနေပြီးအရိတ်ကိုတတ်သွားတဲ့အဖွဲ့ကချီးကျူးနေပါတယ်။ ဝီစုတက်ကတော့လာကကိုရိတ်နေနေခါတာကိစ္စနာမှုပဲမယ်။အရေးကိုတိုက်တဲ့ကိုပါလိုက်တဲ့စုခိုယုံမီကိုတော့တက်တနာရှာနေပါဗါး။စုခွေရတဲ့လာကကောကညံကောင်းတဲ့ကောင်ကိုသူပွားလိုက်တာတည်တနာမရှိတဲ့အကြောင်းကိုပြောနေပြီ။တယောက်သမားမူရန်နဲ့ကလေးလေးလိုထထတ်နေပါရယ်။စာကီလက်ရန်ချင်းနေရဲ့မြတ်ကိုတားဖို့လုပ်ပေမဲ့ဝင်တားတဲ့သူပဲရိုက်ခံလိုက်ရတာကြောင့်သူပဲမှောက်သွားပါရယ်။